ိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာတိုက်ပွဲတွေပုံမပြင်းထန်လာတဲ့အတွက်ကြောင့်ညမထွက်ရမင်းကို ထိုင်းစစ်တပ်ဘူရာဖာစစ်စေအဖွဲ့ကကျင်းညာလိုက်ပြီးဖြစ်ပါလေ။ပြည်သူလူထုအနေနဲ့စကဲအိုခိုင်မှာရှိတဲ့တာဖရာရာခုတ်ဆောင်အရန်ယပရာထက်နဲ့ကလောင်ဟတ်တို့ရဲ့နေဆက်ဒေသလေးခိုင်မှာဒီနေ့ကစပြီးတော့ည9:00နာရီမှနနက်9:00နာရီထိနေမှာနေထိုင်ခြင်းဖြစ်ပူပေါင်းဆောင်ရွက်ပြီးမြေတားရက်ခန့်တယ်လို့ထုတ်ပြန်ထားပါတယ်။ မော်ရီယာကဘီယန်21ဒေါင်းကြီးပေါင်း3160စင်းပြစ်ခတ်ခဲ့ပြီးတော့ဘုံကျဲဒရုန်း125စင်းသုံးမြုပ်ခဲ့ကြောင်းထိုင်းမှတ်နှစ်စစ်ဒေသကဆိုပါတယ်ဒီနေ့မော်လဘမှာစစ်စေရတဲ့ရဲသားတွေဟာလူသားတိုင်းပြည်အသုံးပြုထိုင်းနိုင်ငံကိုတိုက်ခိုက်မှုပြင်ဆင်မှုဖြစ်ကမ္ဘောဒီးယားကစစ်တီတွေဟာ122မီလီမီတာမျိုးစာ 90B ဒုံးပစ်လောင်ချာစနစ်တွေကိုအော်တိုမိန်ချိန်ခဲ့မှရှိတဲ့ အရသာရရွာဒီမှာရှုပ်ပြောင်းထားကြောင်းထိုင်းစစ်တပ်ကပြောပါရယ်လက်ရှိတိုက်ပွဲတွေဘလောက်ကြာကြာဆက်လက်ဖြစ်ပွားမလဲဆိုတာဟာမျိုးသားလူကြုံခိုင်စာကိစ္စဖြစ်လို့မှတ်ချက်ပေးဖို့အတွက်ထိုင်းဝန်ကြီးချုပ်အလုတင်ချန်ပီယံကူကညင်ထားပါရယ်ကမ္ဘောဒီးယားရဲ့စီးရေးပြမများလို့ဆိုတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုထိုင်းကဂျက်ဖိုက်တာတွေဆင်လွတ်ခဲ့ပြီးကမ္ဘောဒီးယားရဲ့အချင်းချောင်းနိုင်ငံလက်နက်တွေမှာခံမဲကြီး 19မိုင်ကနေမိုင်25မိုင်ထိလမ်းပြနေတဲ့ BN21 တောင်းကြီးဒေသဖြစ်ပါတယ်။ဒီနေ့မော်လဘန်မှာထိုင်းဝန်ကြီးချုပ်အနုတင်နဲ့ကမ္ဘောဒီးယားဝန်ချုပ်ဟာမန်တို့နှစ်ဦးလုံးနဲ့ဆွေးနွေးခဲ့ကြောင်းအာဆီယံဥက္ကရာမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟန်ကဆိုပါတယ်။ဒါပေမဲ့ဆွေးနွေးတဲ့အကြောင်းအရာတွေကအစီအပြေလားမပြေလားဆိုတာနှစ်ဖက်လုံးကထုတ်ပြန်ခြင်းနဲ့မရှိသလိုအန်ဝါဣဘရာဟန်ဘက်ကလည်းထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့သိရပါတယ်။နှစ်ဖက်တိုက်ပွဲတွေကတော့ပုံမှန်ပြင်းထန်နေတဲ့အခြေအနေမှာကြာရောက်နေပါတယ်။ ခရန်ကလက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်မှာပြေကျခက်ကြတဲ့ကိစ္စကိုမိမိအနေနဲ့သတင်းကြားကြောင်းတီးပြခဲ့ပြီးတော့မိမိအနေနဲ့ဒီအကြောင်းကိုထုတ်ပြောရမှာတော့မုန်းတီးမိတယ်ဆိုပါလေဒါပေမဲ့ကမ္ဘောဒီးယားနဲ့ထိုင်းတို့ရဲ့နယ်မြေတွေကိုထည့်ဆွနေရမှာဖြစ်ပြီးတရက်နေ့ရက်တွင်မှာအဲ့ဒီနိုင်ငံတွေစီဖုန်းဆက်ဖို့စဉ်းစားကြောင်းထရန်ကဆိုပါလေ စစ်ပွဲတစ်ခုကိုတားဆီးဖို့တူအားထိုင်းနဲ့ကမ္ဘောဒီးယားစီဖုံးဆက်ရအောင်မှာဖြစ်ပြီးအဲ့ဒီနှစ်နိုင်ငံကနောက်တစ်ကြိမ်စစ်ပွဲစီဥတီနေပြောင်းချောင်းထွန်းကပြောသွားပါတယ်။နေဆက်စီအပလီကနဲ့ပတ်သက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားတို့ကပြစ်ခတ်ရေးဆေးသဘောတူညီမှုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲဖြစ်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဥရောပကောင်းဆောင်တွေဟာပြောညံ့ကြောင်းဥရောပကောင်းဆောင်တွေအနေနဲ့ဘာမှရေရွတ်မှုမလုပ်ရကြောင်းထွန်းကဝေဖန်သွားပါတယ်။မြန်မာသမားထွန်းကဥရောပကောင်းဆောင်တွေကို ရွှေပြောင်းတဲ့ရေးနဲ့ပတ်သက်ပြီးတော့ပြောင်းညံ့အားနည်းနေပြီးရိုးရင်းပြက်စီးနေတဲ့လူငယ်မှုစနစ်ကြီးကိုဝေဖန်ပြောသွားပါတယ်အိုရမနိုင်ငံကလူမှုကြီးကြေးမူဟာကိုမထိတ်ထုံနိုင်တဲ့လိုဒီဂရိတ်ရှာစစ်ပွဲအဆုံးသတ်ရေးအတွက်တင်းကြပ်ဖြစ်သားတဲ့ဘာဆောင်ရွက်ချက်ကိုမှလည်းမလုံနိုင်ခဲ့ဘူးလို့ထရန့်ကဖြည့်ဆွပြီးတော့ပြောသွားပါလိမ့်။ဒါအပြင်အိုရမကောင်းတော်ရယူကရိန်းပြိုလဲတဲ့အထိတက်ခိုက်ခိုင်းနေတယ်ဆိုတော့ထရန့်ဆိုတဲ့အရာအမေရိကန်ကပေးရနေတဲ့ကူညီတွေရှော့ချနိုင်တယ်ဆိုပါလိမ့်။ မေဂန်ဦးဆောင်တဲ့စစ်ပွဲဆုံးတဲ့ရေးစီးမှာလည်းဥရောပခံကြတာပေါင်းဝင်လာဖို့အတွက်ကြိုးပမ်းလျက်ရှိပါတယ်။ဒါဟာဥရောပရဲ့ရေရှည်ကြိုးစည်းပွားထက်စစ်ပွဲမြင့်ပြီးအောင်ဖြည့်ရှင်းမဲ့နည်းလမ်းပေါ်ဆွေးနွေးမှုတွေရှိနေတာကြောင့်ပါ။အဲတော့ပြည်ထောင်နိုင်ငံကြ ాయి ဝင်ဒီအီဗာဂူဘတ်ကဥရောပမှာတွေ့နေရသမျှဟာခေါင်းအားသာဖြစ်ပြီးကာကွယ်ရေးအတွက်ရင်းနှီးမြှုပ်နှံတာမျိုးနဲ့ယူကရိန်းအတွက်စစ်ပေါင်းထောက်ပံ့နေတဲ့ဆိုတဲ့အချက်ကိုထောက်ပြသွားပါတယ်။ မေဂန်ရဲ့ငွေကြေးရေးဆိုပြီးတဲ့ကိုယူကရိန်းစစ်ဆက်ဆွေးနွေးသူတွေကနှစ်သက်ပြင်မဲ့အဓိကတားဆီးတာဇီလန်စကီးဖြစ်တယ်ဆိုပြီးထွန်းကပြောပါလိမ့်။ဒါကြောင့်ထွန်းကစစ်ပွဲကိုအကြောင်းပြပြီးယူကရိန်းနဲ့ရွေးကောက်ပွဲရွှေဆန်းတော်မျိုးမလုပ်ပဲကျင်းပဖို့အတွက်အကြီးအကဲတောင်းဆိုခဲ့ပါလိမ့်။ယူကရိန်းသမ္မတဇီလန်စကီကတော့အမေရိကန်နဲ့ဒူမဟာမိတ်ဒေသလုံခြုံရေးအတွက်အာမခံပေးမယ်ဆိုရင်တော့၃လတွင်ရွေးကောက်ပွဲကျင်းပဖို့အသိရှိကြောင်းတုံ့ပြန်ပါလိမ့်။ 2024မေလမှာဇလန်စကီရဲ့သမ္မတတန်း၅နှစ်ကုန်ဆုံးသွားပြီဖြစ်မဲ့ရုရှားကျူးကျော်မှုကြောင့်ဆေးဥထုတ်တွေကြီးညာထားတဲ့အတွက်ယူကရိန်းနိုင်ငံမှာရွေးကောက်ပွဲတွေဆိုင်းငံ့ထားပါတယ်။ရေဂန်သမ္မတဟာဥရောပနိုင်ငံအများစုပေါ်ဝေဖန်ပြောဆိုခဲ့ပေမဲ့ဟန်ဂရီနဲ့ပိုလန်တို့ကလူမှုကြီးကြေးရေးကိုအတော်ကောင်းလုပ်နိုင်ခဲ့တယ်လို့ချီးကျူးတော့ပါတယ်။မကြာသေးခင်ကပဲမေဂန်ဆမ္မနာ30ပြည့်နှစ်မှာမြန်မာလူကျော်မဟာဗျူဟာအစ်ကိုထုတ်ပြန်ခဲ့ပြီးနောက် political သတင်းဆောင်တဲ့အင်တာဗျူးမှာ trade အမှတ်ချက်ပေးပြောဆိုမှုတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ထရန့်အနေနဲ့ဥရောပကိုဝေဖန်မှုမလို့ကြောင်းဥရောပအနေနဲ့ကိုယ်ကိစ္စကိုဖြည့်ရှင်းနိုင်တယ်ဆိုပြီးတော့ဂျာမန်ဒီပီဖက်ဒမားကတော့ထရန့်ပြောဆိုချက်တွေကိုပြန်လည်ခြေပောက်သွားပါတယ်။နောက်တင်ပြပြောချင်ပါတယ်။ရုရှားစီကတိမ်းစည်းထားတာတွေကိုယူကရိန်းအတွက်အကူအညီဖြစ်ပေးဖို့ EU ခုနှစ်နိုင်ငံကထောက်ခံပါတယ်။ရုရှားစီကတိမ်းစည်းထားတဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးတွေကိုယူကရိန်းအတွက်ရောကြေးထောက်ပံ့မှုဖြစ်ကူညီပေးဖို့ EU ခုနှစ်နိုင်ငံကပူးပေါင်းထောက်ခံချက်ထုတ်ပြန်သွားပါတယ်။ Estonia, Finland, Ireland, Latvia, Lithuania, Poland နဲ့ Sweden နိုင်ငံခေါင်းဆောင်တွေကရုရှားကြောင့်ထိခိုက်နေရတဲ့ Ukraine တွင်နောက်ထပ်ဗန်ဒါရီထောက်ပံ့မှုအစီအစဉ်အသစ်မှာအခုလိုရုရှားစစ်ကသိမ်းဆည်းထားတာတွေကိုပေးသွားခြင်းဟာလက်တွေ့ကျပြီးဖြစ်နိုင်ခြင်းရှိတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်တယ်လို့ Robert Commission ဥက္ကဋ္ဌအော်စလာမူနာလီယာနဲ့ Robert Council ဥက္ကဋ္ဌ Antonio Costa တို့ကလိမ့်မှုပြီးစုပေါင်းလက်မှတ်ရေးထိုးကြပါတယ် ရုရှားကဥရောပနိုင်ငံတွေအားထက်ကျိုးကျမှုစီးနေရမှာယူကရိန်းကရင်ပြီးရှေ့ဆုံးမှာစီးခန့်နေရလို့ရင်းရှေ့ထောက်ပံ့ရည်တည်တဲ့လို့ဒီခုနှစ်နိုင်ငံကခေါင်းဆောင်တွေကပြောပါလေကျန်အီယူနိုင်ငံတွေကိုလည်းထောက်ခံကြဖို့တိုက်တွန်းထားပါလေရုရှားဘက်ကသူတို့ပိုင်ဆိုင်ထားတာတွေကိုဥရောပနိုင်ငံတွေကသိမ်းဆည်းခြင်းဟာနိုင်ငံကဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီးဥရောပဟာတခိုးဆိုပြီးတော့ဆွတ်ဆွဲထားတာဖြစ်ပါလေ နောက်တင်ဖို့ပြောချင်ပါတယ်။ဂျပန်တပ်တွေကမိမိတို့ကိုစစ်ရေးရချင်းချောင်းနေကြောင်းတရုတ်နိုင်ငံကျိုင်းဝန်ကြီးဝန်ကြီးကပြောလာပြန်ပါတယ်။တရုတ်ကဂျပန်ရဲ့စစ်ရေးရချင်းချောင်းကိုခံခဲ့ရပါတယ်လို့တရုတ်ကပြောပါတယ်။ဂျာမနီနိုင်ငံကျိုင်းဝန်ကြီးဂျိုဟန်ဝေဖူးနဲ့ပေကျင်းမှာတွေ့ဆုံချိန်ဝန်ကြီးကခုလိုပြောတာပါဂျပန်စီကစီအေရချင်းချောင်းမှုမျိုးဆိုတာတရုတ်အနေနဲ့ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့ကိစ္စလို့ဝန်ကြီးကပြောပါတယ် ပြီးခဲ့တဲ့တနင်္လာကုန်ကဂျပန်တက်လီရီကိုတရုတ်တက်လီရီကပြင်းမရှာရေဒါနဲ့ခြေရွက်ခဲ့တဲ့ဖြစ်စဉ်ပြီးဝန်ကြီးကခုလိုမျိုးဆွဆွဲခဲ့တာပါတရုတ်တက်လီရီနဲ့လောက်ရဟာအနေနဲ့များလို့ပြီးအစဉ်ချင်းကင်းမဲ့ကြောင်ဂျပန်ကရှုတ်ချပါတယ်ဒါပေမဲ့တရုတ်ကတော့တရုတ်ရီတက်လှုပ်ရှားနေတဲ့နေရာကိုဂျပန်တက်လီရီကသာချင်းကပ်ခဲ့တာဖြစ်တယ်လို့တုံ့ပြန်ပြီးရေဒါနဲ့ခြေနေဆိုတာကရန်လိုတဲ့အိပယ်မဟုတ်ပဲလုံနီးလှုပ်ဟန်အရသာလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းတုံ့ပြန်ပါတယ်နောက်တော့ဘေကျင်းမှာဝေပူးနဲ့တွေ့တဲ့အခါဝန်ကြီးကဂျပန်ကသာတကယ်တည်းစီးရချင်းချောက်တဲ့နိုင်ငံဖြစ်တယ်လို့ဆွဆွဲပါတယ် အခုနှစ်ဟာဒုတိယကမ္ဘာစစ်ပြီးဆုံးမှု180ပြည့်တဲ့ကာလဖြစ်ပါတယ်။အဲ့ဒီတုန်းကဆစ်ရှုံးခဲ့တဲ့နိုင်ငံဖြစ်တဲ့ဂျပန်ဟာအခုလိုကာလမျိုးမှာပိုပြီးဆင်ကျင်သင့်တယ်လို့ဝန်ကြီးကဆိုပါတယ်။တဖက်မှာတော့ဂျာမနီကိုယ်တိုင်ကလည်းဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးနိုင်ငံဖြစ်ခဲ့ပါတယ်။တရုတ်ကသာထိုင်ဝမ်ကိုတိုက်မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူပြီးတက်တယ်ဆီလွတ်ပေးဖို့ရှိတယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ကိုအကြောင်းပြပြီးဝန်ကြီးကဂျပန်ဟာတရုတ်ကိုစီရင်ရချင်းချောက်နေတယ်လို့ဆွဆွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျပန်ရဲ့ခေါင်းဆောင်ကထိုင်ဝမ်ကိစ္စကိုအကြောင်းပြုပြီးတရုတ်ပေါ်ဝေကုန်းထောင်နေကြောင်းဒါပေမဲ့တရုတ်ပိုင်နဲ့ဖြစ်တဲ့ထိုင်ဝမ်ကိုဂျပန်ကပဲနှစ်90လောက်မတရားအုပ်ဆိုပြီးပြည်သူတွေပေါ်ဆိုးရွားတဲ့ရာဇဝတ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်းခုလည်းထိုင်ဝမ်ရေးအကြောင်းပြုပြီးတရုတ်ကိုပြည်သနာရှာစီးရဲရချင်းချောင်းတာလေဂျပန်ကလုပ်နေပြီးဒါတို့တရုတ်အနေနဲ့ဘလို့မှလက်မခံဘူးဆိုပြီးဝန်ကြီးကပြောပါတယ် ဂျပန်ဟာထိုင်ဝမ်ကိုကိုလိုနီဖြစ်1945နဲ့1945ခုနှစ်ထိအုပ်ချုပ်မှုပါတယ်။ဝန်ကြီးကလက်ရှိဂျပန်ဝန်ကြီးချုပ်ဟာအဲ့ဒီတမန်ကြောင့်ဖုံးကွယ်ပြီးထိုင်ဝမ်နဲ့ပတ်သက်လို့ကြောင်းတူတော်ရောင်ဆောင်ထားတဲ့သူသာဖြစ်တယ်လို့ဆိုပါတယ်။တကယ်တော့ထိုင်ဝမ်ဆိုတာဟာတရုတ်ပိုင်နဲ့နေပြီဖြစ်တယ်ဆိုတော့ခိုင်မာတဲ့တမန်ကြောင်တသက်ဥပဒေရအချက်လက်တွေရှိပြီးအဲ့ဒီအရှိတရားပေါ်မှာဘယ်နိုင်ငံကမှမေးခွန်းထုတ်ဖို့မလိုဘူးလို့လည်းပြောတော့ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောခြင်းပါတယ်။ ဂျာကာတာမှာဒရုန်းကုမ္ပဏီကြီးမီးလောင်မှုဖြစ်ပြီးလူ22ယောက်သေပါတယ်။အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာရှိတဲ့ဒရုန်းကုမ္ပဏီတစ်ခုရဲ့ရုံးခန်းဆောင်မှာမီးလောင်မှုကြောင့်အနည်းဆုံးလူ22ဦးသေပြီးထိခိုက်ဒဏ်ရာသူတွေဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။မြို့တော်ဂျာကာတာရှိအဲ့ဒီခုနှစ်ထပ်ဆောင်မှာမိုးလယ်ပိုင်းကဝန်ထမ်းတွေနေ့လယ်စာစားခြင်းမီးလောင်မှုဖြစ်ခဲ့ပြီးပထမထပ်မှဘက်ထရီဒုံးပေါက်ကွဲပြီးနောက်မီးစတင်လောင်ခဲ့တာပါ။အစောအုံမှာဒရုန်းကုမ္ပဏီတစ်ခုခြေဆိုင်ပြီးတေဆုံးသူအများစုကအမျိုးသမီးတွေဖြစ်ပါတယ်။တေဆုံးသူတွေနဲ့တအူးကတော့ကိုဝင်ဆောင်ဖြစ်ပြီးအများစုကမီးလောင်ထိုင်ရာထပ်မီးခု မှုကြောင့်အသက်ရှူကျက်ပြီးသေဆုံးရခြင်းဖြစ်နိုင်ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။မီးလောင်မှုကိုမိသက်သမား100ကျော်နဲ့မိသက်ကောင်28စီအသုံးပြုနေတတ်ခဲ့ပြီးပိတ်မိနေတဲ့ဝန်ထမ်းတွေကိုမိသက်လေကားတွေနဲ့ကယ်တင်ခဲ့ရပါတယ်။မီလောင်မှုကိုညှိတက်နိုင်ခဲ့ပြီးနောက်အဆောက်အဦရဲ့ပေါ်တဲ့တွေမှာရှာဖွေကယ်ဆယ်ရေးလုပ်နေပါတယ်။လက်ရှိမှာအချက်လက်တွေကိုစုဆောင်းနေစေဖြစ်ပြီးရှာဖွေတွေ့ရှိတဲ့ရုပ်အလောင်းတွေကိုဘယ်သူဘယ်ဝါလဲဆိုတာစီစစ်ခွဲခြားနေပါတယ်။ကမ်နီယာလေကြောင်းစတန်ကောက်ယူခြင်းနဲ့မြေပုံရေးဆွဲခြင်းမှာဒီစစ်ဆေးခြင်းနဲ့စိုက်ပျိုးရေးအထိအသုံးပြုတဲ့ drone ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာမပြင်းထန်တဲ့မီးတောင်မှာခုလိုမျိုးလူပေါင်း20ကျော်သေဆုံးရတာဟာတော်တော်လေးကိုစိုးရတဲ့ဖြစ်ရပါဆိုပြီးတော့လေလံသူတွေကစိုးပါဂျကာတာမြို့တော်မိသက်ဌာနကတော့မိသက်က29စီးနဲ့မိသက်တစ်ဖွဲ့တရားကိုအခင်းဖြစ်နေရစီဆေးလုပ်ခဲ့ရပါတယ်မီးလောင်ခဲ့တဲ့ခုနှစ်ထက်တိုက်ဟာဂျာကာတာမြို့နယ်နာကလူသွားလာအင်မတန်မှရှုပ်ထွေးတဲ့ကီမာရက်ခရိုင်မှာရှိပါတယ်။အနီးအနားရှိနေသူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးရင်တပ်ဖွဲ့ဝင်တို့လည်းမီးလောင်ထန်ရပါလိမ့်။ ဒီလိုလုံးဝညှင်းသက်ခဲ့ပြီးတော့အဆောက်အုံကိုပြန်လည်အပူရောက်သွားအောင်ဆောင်ပြီးအထက်တစ်ထပ်ကျင်းစီကိုတောင်းဝန်ရှိသူတွေကပူးပေါင်းရှာဖွေပါတယ်။ရှာဖွေရတဲ့ရုပ်အလောင်းချုပ်ကမီးလောင်ကျွမ်းခံရပေမဲ့အများစုကတော့မီးခိုးမှုအောက်ဆီဂျင်ပြတ်သွားတဲ့လက္ခဏာတွေ့ရပါတယ်။အလောင်းတွေကတော့တိမ်မှုတွေကစစ်ဆေးဖို့ဆေးရုံနေစီပို့ထားပါတယ်။မီးလောင်မှုဖြစ်ခဲ့တဲ့အဆောက်အုံဟာလက်ရှိအချိန်မှာတော့တောင်းဝန်ရှိသူတွေကိုအရေးယူထားတယ်လို့သိရပါတယ်။မီးရင်သောတိတဲ့ဟောအရန်ပုတ်လွန်ခဲ့နေလို့အခုရှိကိုရှော့ဖို့အကြီးစားပံကကြီးတွေကိုတော့မှတုံးခဲ့ရတယ်ဆိုပါလိမ့်။ မိလောက်မှုဟာလူတွေအပေါ်ရမှုတာဝန်မဲမှုနဲ့ဆက်ဆက်ရှိသလားဆိုတာစုံစမ်းနေပြီးတကယ်လို့မဖြစ်တဲ့မှာတွေ့ရမယ်ဆိုရင်တော့နောက်ဆက်တွဲအရေးယူမှတ်တမ်းအောင်လုပ်သွားမယ်ဆိုပြီးတော့ဂျာကာတာခရိုင်မိသက်ဦးစီးဌာနအကြီးအကဲကပြောပါလိမ့် GFL နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတာပါ နောက်ဆက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ